ကျမတို့မူကြပါစားခင်ဗျာ2025ခုနှစ်မေလ6ရက်နေ့ရမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်တော်ဝေယမပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မနေ့ရတူကြတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါပထမဆုံးတွေ့ရတဲ့သတင်းကတော့ယူကရိန်းသမ္မတရဲ့ချင်းချောက်မှုတွေရှိနေပေမဲ့ရုရှားနိုင်ငံကိုသွားမဲ့ခရီးစဉ်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်တဲ့အတူဇနီးဖြစ်တဲ့ဂျူဂျူလှက first lady အဖြစ်နဲ့ပထမဆုံးပွဲတက်မယ်လို့သိရပါတယ်ရုရှားဘက်ကလည်း first lady အဖြစ်နဲ့တရားဝင်ဖိတ်ကြားခဲ့တယ်လို့ဆိုပါတယ်အဲ့တော့ first lady ဆိုတာကတော့နိုင်ငံတိုင်းပြည်လေးရဲ့သမရသမရရဲ့ဇနီးသမရကတော်ကိုခေါ်ဟောသုံးနှုန်းနဲ့သုံးနှုန်းဖြစ်ပါတယ် first lady ပါအဲ့တော့ကိုကိုကိုရာဒူအမျိုးမျိုးပေးထားတဲ့အကြက်ဘတ်စစ်ရှုံးကောင်စီနာဆာကဥက္ကဋ္ဌကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကာချုပ်ကြီးယာယီသမရ အဲ့တော့ကိုကိုကိုယာတို့အမျိုးမျိုးပေးထားတဲ့သမရအတုရဲ့ဇနီးဆိုတော့ first lady အတုလိုပဲခေါ်ခေါ်သုံးဆွဲရမလားမသိဘူးအဲ့တော့နှစ်ယောက်စလုံးရုရှားကိုသွားမယ်လို့သိရပါတယ်ဒီသူတွေစောင့်မြင်နေတဲ့သတင်းတိုင်းပဲကျွန်တော်လည်းအဲ့ဒီသတင်းကိုစောင့်မြင်နေပါမယ်နောက်ထပ်ထူးခြားတာကတော့ကရင်နယ်ကျောင်းဆောင်တက် BGF KNY ရဲ့ခေါင်းဆောင်ဘူမကြီးစောချစ်သူနဲ့သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့စောတူအမ်ဘူးစောချစ်ကိုကိုတို့ကိုအမေရိကန်ကပိတ်ဆို့ အေးအေးယူလိုက်ပါပြီခင်ဗျာနောက်တဲ့သတင်းကတော့ကျွန်တော်တို့စိတ်မကောင်းဝမ်းနဲ့စရာဖြစ်ရတဲ့သတင်းပါရခိုင်နိုင်ငံရေးသမားဦးလာစိုးကွယ်လွန်သွားပြီလို့သိရပါတယ်အဲ့တော့ဦးလာစိုးဟာမောင်ခိုင်အောင်ဆိုတဲ့ကလောင်နဲ့လည်းကြပြားရီရေးခဲ့ပါတယ်စာရီလည်းအများကြီးရေးခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ចောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေစပြီးတော့လှုပ်ခဲ့ကြတဲ့ကကြောင်းထုတ်ခံရတဲ့နောက်ထပ်84 85နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာလည်းစစ်ရှုံးကောင်စီကိုအဲအကြံဖတ်အာဏာရှင်တွေကို စန့်ကျင်ရင်းနဲ့ထောင်ဒီတန်းနေကြခဲ့တယ်။ကျွန်တော်88မှာလဲစစ်ရှုံးအောင်စစ်ရှုံးဟိုဒီအာနာရှင်နေစစ်ရှုံးကောင်စီတွေဖက်စစ်စစ်တပ်ကိုစန့်ကျင်ရင်းနဲ့ဆယ်စုနှစ်ကျော်ကျော်ထောင်ထဲမှာအကျဉ်းဆန်ပြီးတော့ရခိုင်လူမျိုးတွေမြန်မာနိုင်ငံသားတွေအားလုံးအတွက်အာနာရှင်ကိုစန့်ကျင်ခဲ့တဲ့တမိုးရှိတဲ့တကယ်ဝိုင်းရင်နိုင်ငံရေးသမားကြီးတူဖြစ်ပါတယ်။စိတ်မကောင်းဖြစ်ရပါတယ်။ကောင်းရဒုက္ခရီလာပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ညောင်လေးပြည်မြို့နယ်ဗဇွန်ပြောင်းကျေးလက်စစ်ပေးကန်းကိုလာရောက်ဖျက်ဆီးတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဖွဲ့တွေကိုတိုက်ခိုက်မှုမှာတော့စစ်ရှုံးကောင်စီတပ်ဘက်ကတဦးသေဆုံးတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်မဲဆောင်မြို့မှာဒီကနေ့မနက်ကတနက်သမားတယောက်ကရန်တမ်းပစ်ခတ်တဲ့အတွက်အဲ့ဒီတနက်သမားကိုထိုင်းအာဏာပိုင်တွေကပိတ်ဆို့ပြီးတော့ပစ်ခတ်ဖမ်းဆီးလိုက်ပြီလို့သိရပါတယ်။ဒီသတင်းတွေနဲ့တူဒီကနေ့မနက်မှာထူးခြားတဲ့ တရင်ဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကနေစူးစီးတင်ဆက်ပေးပါပါခင်ဗျာအဲ့တော့ပထမဆုံးတရင်တစ်ပုတ်အနေနဲ့ယူကရိန်းသမ္မတဇယ်လန်စကီးရဲ့ချင်းချောက်မှုတွေရှိနေပေမဲ့ရုရှားနိုင်ငံရင်းမြစ်နီ180ပြည့်ခန်းတော်ကိုမြောက်လိုက်တဲ့တူကျူကျူလှက First Lady အဖြစ် ပွဲတက်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်ရင်းမြစ်တွေကပြောပါတယ်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ရင်းမြစ်နီမှာပြုလုပ်ခဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ရင်းမြစ်နီအောင်ပွဲခန်းတော်ကိုမြောက်လိုက်တဲ့တူ မိမဖြစ်သူဂျူဂျူလှက first lady အဖြစ်ပွဲတက်မှာဖြစ်ကြောင်းအဲ့လိုပွဲတက်ဖို့ရုရှားနိုင်ငံကဂျူဂျူလှကိုတရားဝင်ဖိတ်ကြားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်တက်ချုပ်ဇနီးကိုတရားဝင်ဖိတ်ကြားတာဖြစ်လို့ရုရှားခီးစင်မှာပါမယ်နိုင်ငံတော်အဆင့် first lady အဖြစ်ပရမတ်နိုင်ငံတော်အဆင့် first lady အဖြစ်ပြည်ပမှာပရမဆုံးတက်တဲ့ပွဲလဲဖြစ်ပါတယ်လို့ဒီဗီဒီယိုစစ်ဘက်သတင်းမြစ်အုပ်ကရှင်းပြပါတယ်မင်းအောင်နိုင်တဲ့မိမဂျူဂျူလှက် စစ်ဗိုလ်ချုပ်တွေဟာမေလ9ရက်နေ့မနက်ပိုင်းမှာ MAIFS A319 115 HY HLK လေယာဉ်နဲ့နေပြည်တော်လေသိပ်ကနေရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာမယ်လို့သိရပါတယ်။လက်ကြီးမှာတော့ခီးတစ်ထောက်ဖြစ်နေတရုတ်နိုင်ငံမှာခဏစဉ်သက်ရနာပြီးလေရင်စီဖြစ်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရဲ့မြက်ကပြောဆိုပါတယ်ခင်ဗျာ။အဲ့တော့နေပြည်တော်ဘက်ကနေပြီးတော့ကျွန်တော်တို့9ရက်နေ့မှာနေပြည်တော်လေသိပ်ကနေပြီးတော့9ရက်နေ့က9ရက်နေ့မှာ ထွက်ခွာမယ်လို့သိရပါတယ်ရုရှားမှာရုပ်မှန်သူတတိုက်စုမဲ့နေမှာယူကရိန်းသမရကိုပဲပြည်သူတွေအားကိုးနေသလိုကျွန်တော်တို့လည်းအဲ့ဒီသတင်းကိုစောင့်မျှော်ပြီးတော့သတင်းကောင်းကိုကြီးညာချင်ပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ကရင်နယ်ကြားဆောင်တက် BGF ရဲ့ခေါင်းဆောင်ဘုံမူကြီးစောချစ်သူနဲ့သူ့ရဲ့သားနှုတ်ဖြစ်တဲ့ Software and Moon နဲ့စောချစ်ချစ်ကိုတို့ကိုအမေရိကန်ကပိတ်ဆို့အရေးယူလိုက်ပြီပဲဖြစ်ပါတယ်ခင်ဗျာ အမေရိကန်နိုင်ငံသားတွေကိုပိတ်မှတ်ထားတဲ့ cyber လိမ်လည်မှုတွေလူကုန်ကူးမှုတွေနဲ့နေဆက်ဖြတ်ကျော်ပေါင်ကူမှုတွေကိုထောက်ပံ့ကူညီမှုကြောင့် Facebook အရေးယူတာဖြစ်တယ်လို့အမေရိကန်ဗန်ဒါရေးဌာနကထုတ်ပြန်ပြောဆိုလိုက်တာပါဘီဂျီယက်ကလုတ်ကိုင်းတဲ့ cyber လိမ်လည်မှုလုပ်ငန်းတွေကနေခံကောင်းဆောင်နေတဲ့သူတို့ရဲ့အပေါင်းပါတွေအတွက်ဒေါ်လာဘီလီယံနဲ့ချီတဲ့ဝင်ငွေတွေရနေပြီးဒီလုပ်ငန်းရဲ့သားကောင်တွေမှာတော့သူတို့ချစ်ချစ်ချုံချုံနဲ့စုဆောင်းထားတဲ့ငွေတွေဆုံးရှုံးနေပြီးလုံခြုံမှုလည်းမရှိကြဘူးလို့ ဘဏ္ဍာရေးဌာနရဲ့ဒုတိယဝန်ကြီးမိုက်ကယ်ဖော်ကင်ဒါကပြောပါတယ်ခင်ဗျာဘဏ္ဍာရေးဌာနအနေနဲ့ရနိုင်တဲ့နီလန်းအလုံးကိုတုံးပြီးဒီကွန်ရက်ကိုတားဆီးဖို့နဲ့ရာဇဝတ်လုပ်ငန်းတွေကဒီအကျိုးမြတ်ရနေသူတွေတာဝန်ခံမှုရရှိစေရေးလှုပ်ဆောင်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့သူကပြောပါတယ်ဒီပိတ်ဆို့အရေးယူမှုဟာအမေရိကန်ဒါမှမဟုတ်အမေရိကန်ထင်းချုံမှုအောက်မှာရှိတဲ့သူတို့ပိုင်ဆိုင်မှုတွေနဲ့ပိုင်ဆိုင်မှုအခွင့်အရေးတွေကိုပိတ်ဆို့တာဖြစ်ပါတယ်သူတို့နဲ့ တချို့လုပ်ငန်းတွေဆက်သွယ်ဆောင်ရွက်သူတွေလည်းပြစ်ဆုခံရနိုင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ။ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကလည်းဒီနှစ်စမ်းပိုင်းကဝမ်မူကြီးစောချစ်သူပါဝင်ကရင် BGF ထိပ်တန်းခေါင်းဆောင်တွေကိုလူကုန်ကူးမှုတန်တရားနဲ့ဖောင်ရန်ထုတ်ဖို့ပြင်ဆင်နေတယ်လို့ပြောခဲ့ပါတယ်ခင်ဗျာ။ဘာမှတော့ဆက်ဖြစ်မလာသေးပါဘူး။စောင့်ကြည့်ရမယ်နေထားပါ။အဓိကကတော့ BGF နဲ့ထိုင်းနေဆက်ဖြတ်ကျော်မှုတွေမှာဒီထိုင်းနိုင်ငံဘက်ကလည်း ကျွန်တော်တို့နှစ်ဆန်းမန်းကသတင်းတွေမှာဆိုလို့ရှိရင်ရာထူးကြီးတဲ့တာဝန်ကြီးတဲ့သူတွေကဖွင့်ဟပြီးဘီဂျက်နဲ့အတူတူပူပေါင်းလို့ဆောင်နာတွေကိုတွေ့ရတယ်ဆိုပြီးတော့လွတ်တော်မှတစ်ယောက်ကပြောကြခဲ့တဲ့သတင်းကိုကျွန်တော်တို့တွေ့ခဲ့ရပြီးဖြစ်ပါတယ်ဒါပေမဲ့ဒီတရားဆိုင်ရဲ့ဒီစုံစမ်းစစ်ဆေးမှုကစုံစမ်းစစ်ဆေးမှုအကြောင်းအရာတွေတော့ထပ်ပြီးတော့သတင်းထွက်မလာတာတော်တော်ကြားပါပြီနောက်တဲ့သတင်းကတော့ကျွန်တော်တို့စင်မကောင်းဝိုင်းနေရတဲ့သတင်းမှာဝိုင်းရင်နိုင်ငံရေးသမားကြီးဖြစ်တဲ့ဆရာ ဥလာစောခေါ်ကဗျာဆရာမောင်းခိုင်အောင်ဝေလွန်သွားတဲ့သတင်းမှာဆရာဟာလေကြောင်းကင်ဆာကိုဆေးရုံတစ်ခုမှာတက်ရောက်ကူတာနေတဲ့အချိန်တွင်းမှာပဲမေလ9ရက်နေ့ည7:20နာရီ20မိနစ်မှာဝေလွန်သွားတာဖြစ်တယ်လို့သိရပါတယ်ဆရာကွယ်လွန်ချိန်မှာတော့အသက်80နှစ်ရှိပါပြီဆရာကိုဖခင်ဥအောင်လှဆန်းမိခင်ဒေါ်စန်သာဖြူတို့က1953ခုနှစ်မေလ29ရက်1352ခုနှစ်ကစုံငါးပြည်နေ့မှာမွေးဖွားခဲ့ပြီးအကြီးဆုံးသားဖြစ်တယ်လို့သိရပါတယ် ဆရာကွယ်လွန်သွားတဲ့တရင်ကိုကြားသိရတဲ့အတွက်ကျွန်တော်တို့ဝိုင်းတော်သားတွေကျွန်တော်ဝန်ရံပါဝင်နိုင်ငံရေးတိုင်းဝန်ကစင်မကောင်းဝမ်းနေဖြစ်ရပြီးကောင်းရာသူကတိလာပါစေလို့ဆုမကောင်းတောင်းပါတယ်ခင်ဗျာဆရာရဲ့နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်ချုပ်ကိုအကျဉ်းချုပ်ပြီးတော့ပြောပြကြပါတယ်ဆရာဟာကျောင်းသားလှုပ်ရှားမှုဖြစ်တဲ့1969ခုနှစ်မှာနှစ်နှစ်ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ကျောင်းထုတ်ခံခဲ့ရပါတယ်1985ခုနှစ်မှာတော့နိုင်ငံရေးလှုပ်ရှားမှုနဲ့ စစ်ခုံရုံးမှာထောင်ဒဏ်၉နှစ်ချမှတ်ခံရပါတယ်။ထောင်ကလွတ်မြောက်လာပြီးတဲ့နောက်၁၉၈၈ခုနှစ်အရေးတော်ပုံကြီးမှာစစ်ခုံရုံးနဲ့ထောင်ဒဏ်၁၄နှစ်ပြန်ထံပေးခံရပါတယ်။၁၉၉ခုနှစ်မှာတော့ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ANDI ပါတာဝန်ထမ်းဆောင်ခဲ့ပါတယ်။စစ်ဆိုရက ANDI ပါတီကိုတရားမဝင်ပါတီဖြစ်ကျင်ကြပြီးပါတီဖျက်သိမ်းလိုက်ရတဲ့အခါမှာပြင်ပကျူချင်စရာဖြစ်နေဘဝကိုဖျက်ဆီးခဲ့ပါတယ်ခင်ဗျာ။အဲ့တော့ဆရာကြီးကကျွန်တော်တို့မောင်း ခိုင်အောင်ဆိုတဲ့ကလောင်မီနဲ့လည်းကဗျာလေးရေးခဲ့ပါတယ်အခုဒီကဗျာလေးကိုရွတ်ပြရင်ကဗျာနဲ့လူနဲ့ကိုမိဘပြည်သူတွေတွဲပြီးတော့တိလိမယ်ထင်ပါတယ်ဒီကဗျာလေးဟာလိုင်းပေါ်မှာကျွန်တော်တို့မကြခဏတွေ့မြင်ရတဲ့ကဗျာလေးဖြစ်ပြီးတော့ဘာခဆရာကြီးမောင်ခိုင်အောင်ရေးသားခဲ့တဲ့ဆရာဦးလှစောရေးသားခဲ့တဲ့ကဗျာပါကဗျာနာမည်ကမိုင်းပါတော်ရင်တောင်ရင်လွှမ်းခြုံနေတဲ့ချင်းလက်ចောင်းကလေးမှာ နှစ်တလီနှစ်နှစ်နလီလေးနှစ်သုံးလီ6နှစ်လေးလီ8စုနှစ်တံပြာတင်ချာဂီတလွင့်ပြန်နေတယ်ဆရာကចောင်းသူလေးကိုမေးတယ်သမီးရဲ့အိမ်မှာလူဗနယောက်ရှိလဲ9ယောက်ရှိပါတယ်ဘသူတွေတော့ပြောပါအောင်ဖြဖြမေမေအကိုကြီးမောင်လေးနဲ့သမီးပါလူတယောက်မှာ6ယောက်ဗနယောက်ရှိလဲချင်းနှချောင်းရှိပါတယ်ဆရာအဲ့တော့သမီးတို့အိမ်မှာ6ယောက်အားလုံးပေါင်းဗနယောက်ရှိမလဲ ။ចောင်းသူလေးကလက်ချောင်းလေးတွေကိုချိုးပြီးတော့ရေးတယ်။ခဏကြာတော့ဆရာကိုဖြေတယ်။ရှစ်ချောင်းမှာတဲ့။ဆရာကမျက်ခုံးကိုပစ်။ចောင်းသားတွေကိုစိုက်ကြည့်ပြီးတော့ခြေနှစ်ချောင်းနဲ့လူငါးယောက်နှစ်ငါးလီတက်ဆယ်မဟုတ်ဘူးလားသမီးလေး။ခလေးကစကားပြန်မထွက်။စွန့်အောင်ဆရာကိုငေးပြီးတော့ရက်နေတယ်။ဆရာကမေးတယ်။ဘလိုမျိုးရှစ်ချောင်းဖြစ်သွားရတာလဲကွယ်။ အမေနဲ့အကိုကြီးမှရှေ့တချောင်းစီပဲရှိပါတယ်ဟမ်ဘလို့ဖြစ်ရတာလဲကွယ်တိုးရဲသွားပြစ်သွားရှာရင်မိုင်းမိုင်းပေါက်လို့ပါဆရာကြီးခလေးခမမျက်ရည်ဆူဆူငိုမဲ့မဲ့နဲ့တခါလုံးတိတ်ဆိတ်ချောက်ကပ်ဟိုးအဝေးကတနက်ပုတ်တန်တစ်ချက်နှစ်ချက်သုံးချက်ဆရာရင်နဲ့စွန့်နဲ့မွန်းချက် တိတ်တိတ်လေးရေရွတ်မိတယ်နှစ်ငါးလီရှစ်အော်ပြည်တွင်းစစ်ဒါဆရာကြီးမောက်ခိုင်အောင်ဆရာဦးလှစောရေးသားခဲ့တဲ့ကြံပြားလေးပါဒီကြံပြားကိုအားလုံးကြားဖို့ကြလိမ့်မယ်ထင်ပါတယ်ဆရာကြီးကိုဂုဏ်ပြုပါတယ်ကောင်းရသူခရီလာမယ်ဆိုတာလေယုံကြည်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တို့ဆက်ပြီးတော့တွားပြရစီခင်ဗျာနောက်သတင်းကတော့ထန်းမြမာနယ်ဆက်မဲဆောက်မြို့မှာတနက်နဲ့ရန်သားပစ်ခတ်နေတဲ့တနက်သမားတအူးကို ိုင်းအာနာပိုင်တွေကပြစ်ခတ်ဖမ်းဆီးလိုက်ပါတယ်ခင်ဗျာတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာဒီစီပင်ယုံအနီးပတ်ဝန်းကျင်မှာတနက်နေ့ပြစ်ခတ်မှုလုပ်နေတဲ့တနက်သမားတဦးကိုထိုင်းအာနာပိုင်တွေကပြစ်ခတ်ဖမ်းဆီးလိုက်ကြောင်းထိုင်းသတင်းဌာနတွေကသတင်းဖော်ပြကြပါတယ်ဒီကနေ့မေလ6ရက်နေ့မနေ့6နိုင်ဝန်းကျင်ချင်းထိုင်းနိုင်ငံမဲဆောက်မြို့စီပင်ယုံအနီးမှာပြစ်ခတ်မှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့နောက်မှာတော့တနက်သမားတဦးထွက်ပြေးပုံအောင်နေပြီးအဲ့နေရာကိုထိုင်းရဲနဲ့စစ်တပ်ကပြစ်ဆိုပြီးတော့ ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မဲဆောက်မြို့စီပင်ယုံဒီမှာရှိတဲ့စီဆိုင်ကအလို့သမားတွေကိုထိုင်းရဲတပ်ဖွဲ့ကကယ်ထုတ်ခဲ့ကြောင်းအဲ့ဒီပဝန်းကျင်တစ်ခုလုံးကိုပိတ်ဆို့ရှာဖွေခဲ့ပြီးတဲ့နောက်တနက်သမားကိုပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တနက်သမားကိုဖမ်းမိသွားပြီးပြစ်ခတ်ဖမ်းဆီးတာပါ။အခုတော့တနက်သမားကိုဆေးရုံတင်ထားတယ်လို့သိရတယ်။တင်ဆုံးထိခိုက်မှုတော့မကြားမိသေးဘူးလို့မဲဆောက်မြို့ကမြန်မာတအူးကပြောဆိုပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော်တော်များများ ၅ရောက်နေထိုင်ရတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားအားလုံးထိုင်ရောက်မြန်မာနိုင်ငံသားအားလုံးဘေးကင်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ဒရီဝရီယာနဲ့နေထိုင်သွားလာလို့ရှားကြဖို့လည်းကျွန်တော်ဝိုင်းတော်သားတွေကဆန္ဒပြုပါတယ်။ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရမယ့်အလှည့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒီသတင်းကတော့ဗကုတိုင်းကြောင်လေးပင်မြို့နယ်ပဇုံမြောင်းကျေးရွာထိပ်မှာရှိတဲ့ပဇုံမြောင်းကျေးလက်စေပေကန်းကိုလာရောက်ဖျက်ဆီးတဲ့အချမ်းသာစစ်ရှုံးကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုမှာစစ်ရှုံးကောင်စီတပ်ဘက်ကတအူး တေဆုံးကြောင်း Fire Dragon တပ်ဖွဲ့တာဝန်ရှိသူကပြောပြလာပါတယ်ခင်ဗျာအဲ့တော့ကြီးလက်စေပင်ကန်းကိုတော့လာရောက်ဖြစ်စီတဲ့ပြည်သူတွေကိုကျမကြီးစောင့်ရှောက်မှုပေးနေတဲ့စေကန်းကိုလာရောက်ဖြစ်စီတယ်အဲ့တော့တေတာကိုတော့ထူးပြီးတော့ဝမ်းနေနေစရာမရှိပါဘူးပြည်သူတွေကျမကြီးအတွက်ဝန်ဆောင်မှုပေးနေတဲ့စေကန်းကိုတမင်တကာလာရောက်ဖြစ်စီတဲ့တပ်ဖွဲ့ဒီဖြစ်မျိုးနဲ့ကြုံတာမဆန်းပါဘူးမေလ9ရက်နေ့မနက်7:00နာရီလောက်မှာညောင်လေးပြည်မြို့နယ်ပစုံမြောင်းကြီးဘာထိပ်မှာရှိတဲ့ ဘသူမြောင်းကြီးလက်စီပင်ကဆောက်ဦးကိုလာရောက်ဖြစ်စီခိုးယူနေတဲ့အချမ်းမဲ့စစ်ရှုံးကောင်စီတပ်သားတွေကို Fire Dragon တပ်ဖွဲ့ကရဲဘော်တွေနဲ့ကင်းနလီတရင်ခုံရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာတိုက်ခိုက်မှုတွင်မှာအချမ်းမဲ့စစ်ရှုံးကောင်စီတပ်သားတအုပ်နေရာမှာပဲပွဲချင်းပြီးတင်ဆုံးခဲ့ပြီးတော်လိုင်းရဲဘော်တွေအထူးကဲမရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့တရင်ဖြစ်စဉ်တွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြား ကျမ်းမာချမ်းသာပြီးဆက်အာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွမြောက်ကြပါသေးကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ကျွန်တော်ရဲ့ YouTube Channel မှာနေ့စဉ်နဲ့မျှလာရောက်ကြည့်ရှုအားပေးကြတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောပြရစီ Channel လေးကို Subscribe လုပ်ခြင်းဒီနေ့ကခေါင်းလောင်းလေးကိုတီးပေးခဲ့ခြင်းအဖြစ်ကူညီနိုင်ပါတယ်ခင်ဗျာ